Federal FM အခုရပိုင်းတွင်စကိုင်းတိုင်းဗမ်းမောင်မြို့မှာတော်လိုင်းရေးပူပေါင်းတပ်တွေနဲ့ရှမ်းနီတပ်ဖွဲ့ SN စစ်ကော်မရှင်ပူပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေက Federal FM ကိုပြောပါတယ်။ဗမ်းမောင်မြို့ရဲ့လေးဖာလုံးကွာလောက်မှာရှိတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရာနာတလစခန်းကုန်းကိုဦးတည်ပြီး SN နဲ့စစ်ကော်မရှင်တို့ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာလို့အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ဟုတ်ကဲ့ပါခုလက်ရှိကတော့လေဒီကျွန်တော်တို့ပမောက်ပမောက်အနောက်မြောက်ချမ်းပေါ့နော်ဒီနတ်တလအကြောင်းပဲပမောက်နဲ့လေးဖာလုံးလောက်ဝေးတယ်နတ်တလအကြောင်းပဲမှာအဲ့ဒီပဲကြောတောင်တွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်ပေါ့အဲမနေ့ကရောဒီနေ့ရော jet fighter တွေလည်းလာတယ်ဟိုဒီ wine တွဲနဲ့လည်းပုံကျဲတာတွေရှိတယ်ကျွန်တော်တို့အဝေးကနေလည်းလက်နဲ့ကြည်တန်းနေကြားရတယ်ပေါ့နော်ဟိုတဝုံဝုံနေပေါ့လေ ဆိုတော့ဒီကျွန်တော်တို့ဒီသူတို့ကဒီနတ်တာလာကုန်းကိုရခြင်းမပေါ်တယ်ဗျအပြေပြေမာရောဝေဟင်ကရောသူတို့အပြင်းထန်ထိုးစစ်ဆင်တယ်ဒါပေမဲ့စစ်ကော်မရှင်နဲ့ SND ပူးပေါင်းတပ်ဘက်ကထိုးစစ်လမ်းကြပြီးအထူးကြိုက်ကြဆုံးတွင်နဲ့အခုထိရှေ့ဆက်မတိုးနိုင်သေးဘူးလို့သတင်းရင်းမြစ်ရဲ့ပြောပြချက်အရသိရပါဗျလက်ရှိမှာဘန်းမောင်မြို့ရဲ့တောင်ပိုင်းကိုတော်လိုင်းပူပေါင်းတပ်တွေကထိန်းချုပ်ထားသလို မြို့ရဲ့နောက်ပိုင်းကိုတော့ရှမ်းပြည်တပ်ဖွဲ့ SN တွေကထိန်းချုပ်ထားတယ်လို့ဒေသခံပြည်သူအချို့ပြောပြကြရသိရပါတယ်။တိုက်ပွဲကြောင့်ဗန်းမောက်မြို့ပေါ်ကဒေသခံပြည်သူတွေအားလုံးဟာအဆင်ပြေရာရဲဒေသအသီးသီးကိုထွက်ပြေးတိမ်းရှောင်သွားကြပြီးမြို့ပေါ်မှာလူသူကင်းမဲ့နေတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ပဲမြို့ပတ်ဝန်းကျင်မှာရှိတဲ့ဂရုလူမျိုးစုတွေနေထိုင်ရာကြေးရွာ15ခုလောက်ကဒေသခံပြည်သူ1000ကျော်2000လောက်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆစ်ရှောင်တွေကိုကူညီနေတဲ့ဒေသခံတို့ကပြောပြပါဗျာ။ ဘာမှပြင်ဆင်ရင်မြပဲထွက်ပြေးရတာဆိုတော့ဘာမှလည်းမယူလိုက်နိုင်ဘူးဗျအခုတော့ဂဒူးရဟန်းတော်များအဖွဲ့ကမြေပြင်ဆင်ပြီးတော့ဆန်လို့ဆောင်လို့ကိုအနီးနားဝန်းကျင်ကတခြားနယ်တွေကိုသွားပြီးအလူခံတယ်ပြီးတော့ဆစ်ဆောင်တွေကိုပြန်ထောက်ပံ့ထားတယ်ဗျဒါကလည်းယာယီဖြည့်ရှင်းပြီးပါ အခု အချိန်တလားကြော်လာတော့အဆင်မပြေတော့ဘူးလောလောဆယ်လိုအပ်တာကတော့ဆန်ရဲ့ပြီးတော့ဆောင်းရသည်ကျွန်တော်တို့ဘက်မှတအားအေးတဲ့အတွက်အနည်းတွေဆောင်းနေလိုတာပေါ့စီးဝါးတွေလည်းလိုတယ်ဗျ လက်ရှိအချိန်အားစောင်းရာသီစဘာရိတ်သိမ်းချိန်ဖြစ်တာကြောင့်စိတ်ဆောင်တွေအနေနဲ့စဘာပြန်ရိတ်သိမ်းဖို့ဆန္ဒရှိနေကြပါတယ်။တကယ်လို့မရိတ်သိမ်းနိုင်ဘူးဆိုရင်လာမယ့်နှစ်တွေမှာအကုန်လုံးဝန်းစာအခက်ခဲကြုံရတော့မှာကိုစိုးရိမ်နေကြတယ်လို့စိတ်ဆောင်တွေကိုကူညီနေသူကတဆင့်ပြန်လဲပြောပြပါဗါး။ဗမာမျိုးကိုပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှာတော်လိုင်းအပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်နေ့မှာမြို့ကိုထိန်းချုပ်နိုင်အောင်ကြေညာခဲ့တာပါ။